အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဖတ်ပြပေးခြင်းတဲ့ဝတ္ထုတို့လေးကတော့ဇာယီဆရာကျူးနှစ်ရေးသားထားတဲ့အိပ်ဖန်ဆောင်လို့အမည်ရတဲ့ဝတ္ထုတို့လေးဖြစ်ပါတယ်ခင်ဗျာနာတော်တာဆင်ပြီးကြားပါအောင်ခင်ဗျာအိပ်ဖန်ဆောင်လမ်းဝင်၌ညောင်မင်းကြီးတပင်ကိုတော်မြေထုံးစီဤတစုအုတ်တိုက်ဓမာယုံလေးတယုံတောက်ရီအိုးသုံးလုံးပါတော့တတားရီချမ်းစဉ်ကလေးတစ်စင်ရှိသောလမ်းနေ၌မင်းကလူတယောက်ကွယ်လွန်သွားခဲ့ပါသည်ထိုလမ်းနေရှိအိမ်များအနေနဲ့ ရှိအကြဆုံးပုံစံနှင့်လဘအခန့်အများဆုံးပြင်ထောင်အုပ်ချုပ်မှုနှစ်ထပ်အင်ကြီးမှလူတစ်ယောက်ပင်ဖြစ်၏ထိုအင်သည်ကျွန်တော်တို့မိသားစု၏အင်ဖြစ်ပါသည်ဦးညီလေးနှင့်ပတ်သက်၍ကျွန်တော်ဘဝတွင်ပထမဆုံးတွေ့ကြုံရသည့်တို့တိမဟုတ်ကျွန်တော်မမိညာတွင်ပထမဆုံးထင်ရသည့်အချိန်ကို ပြောပြပါဆိုလျင်ကျွန်တော်၅နှစ်သားအရွယ်ချောင်းစာနေသည့်နှစ်ကာလထဲမှတခုသောညနေခင်းကိုစတင်ခင်းချင်းရလိမ့်မည် ်ထိုနေ့ကကျွန်တော်ကျောင်းမှပြန်လာတော့အခါဧကန်းလေးတွင်မမေနှင့်ဤကဲစွာထိုင်း၍စကားပြောနေသည်ထူးဆန်းသောဝိစုံနှင့်လူရယောက်ျားတူကိုတွေ့ရသည် သူသည်မမေ၏မောင်ငယ်ဆုံးဦးညီလေးဖြစ်မှန်းနောက်မှတီးခွင့်ရခဲ့သည်ဦးညီလေးက ြုံးရွှင်ရင်မောစွာနှုတ်ခွန်းဆက်ပြီးကျွန်တော်ကိုတရွတရပွေးချီလိုက်သည်ကိုလည်းကျွန်တော်မမေ့နေသေးသည်ဒုကာလထိုနေ့ရက်များတွင်ဥညီလေးသည်ကျွန်တော်တို့အိမ်သို့မကြာခဏရောက်လာလေရှိသည်သူလာပြီဆိုရင်ကျွန်တော်အတွက် စားစရာတစ်ခုခု ကစားစရာတစ်မျိုးမျိုးတော့မမေ့မလျော့ဝယ်လာတတ်သည်သူ့ကိုတွေ့မြင်ရရင်ကျွန်တော်မျိုးရွှင်ခဲ့တဲ့မှန်ကျွန်တော်မမိညာကအခုတည်းကသတိပေးနေစေဖြစ်ပါသည် ကျွန်တော်ဤအကိုအမစုစုပေါင်း6ယောက်စလုံးကလည်းဦးညီလေးလာလျင်ဇောင်းကလွတ်ပေးလိုက်တော့မြင်းတွေလိုခုံပေါက်မြူးထူးနေကြတော့သည်သို့သောဦးညီလေးဒီကျွန်တော်ကိုမျက်နှာသာအပေးဆုံးအလိုလိုက်ဆုံးဟုကျွန်တော်ပြောဝန်သည်ကျွန်တော်ဒီမွေးစင်းခွနှစ်ယောက်တွင်ငယ်ဆုံးအထွေဆုံးဖြစ်သလိုတိမ်လုံးတွင်အသက်အရွယ်အမှုငယ်ဆုံးလူသားဖြစ်သည့်နှင့်အညီတိမ်လုံးကအခွင့်အူးခံခွင့်ပေးအပ်ထားသည့်အတိုင်းဦးညီလေးကလည်းလိုင်လျောချီပြူခဲ့ခြင်းဖြစ်ကောင်းဖြစ်နိုင်ပါသည် ကျွန်တော်အထင်ဦးညီလေးဒီကျွန်တော်ပေါ်လေးနဲ့ပူနေစွာချစ်ခင်တွေ့တာသည် ဟုအချိန်ပေါင်းများစွာကျွန်တော်ယုံကြည်ခဲ့ဘူးသည်နောက်ပိုင်းမှာမူဦးလေးတယောက်ဒီသူတယောက်ပေါ်လိုအပ်သည့်ထက်တန်ရုံးစဉ်ပို၍မရင့်အောင်နိုင်မှန်းကျွန်တော်တွေးခေါ်နားလည်လာခဲ့၏။ဦးညီလေးဒီမမေဤမောင်ငယ်ဆုံးဖြစ်သည်။ထို့ပြင်မမေတို့မွေးချင်းကားဦးတွင်တဦးသေးသောအိမ်ထောင်မဲ့လူလွတ်တဦးလေးဖြစ်ပါသည်။ သူ့မြည်ရင်မှာတင်ပေါင်းစော်ဖြစ်တော်လေသူ့ကိုကြီးဆုံးကညီလေးဟုခေါ်သည်မှစ၍အားလုံးနှုတ်ချိုးပြီးညီလေးဟုသာနာမည်တွင်သွားခဲ့၏ထိုမြည်သည်လွန်လှပပြည့်ပြည့်သောအမည်ဖြစ်သည်ဟုကျွန်တော်ထင်ပါသည်ယခုအချိန်ထိကျွန်တော်လက်ကံယုံကြည်ထားသည်မှာဦးညီလေးသည် ရုပ်ရည်ယူပကာယဆိုင်ရာတွင် အပြည့်နာစာနေပါသည်လက်ပပြည့်ပြည့်သောပုရိသယောက်ျားတယောက်ဟူ၍ဖြစ်သည် ကျွန်တော်ဦးအမအကြီးဆုံးမမကြီးကဦးညီလေးဒီအမေရိကန်ရုပ်ရှင်မင်းသားကြီး Rocks Hudson နဲ့အလွန်တူသည်ဟုချီးမွမ်းဝေဖန်လေးရှိ၏။ရနာသုံးပါး၌တဝင်းကိုင်းဆိုင်မှု ကြီးမားနေသော ကျွန်တော်တို့မိသားစုအတွင်း၌ဦးညီလေးတသားလေးချုံးမွေစွာကြီးမြတ်နိုင်ဒီမှာသူ၏ဇာတိတကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။သူသည်စစ်လိမ်မတော့ကိုမစာ လောင်းကစားမဖက်အရက်ကင်းရှင်းသူချီးရချရာနေပေမှာမူညီမျှထိတွေ့မွေပျော်မှန်းတော့မသိ။ သူတစီအများသည့်အမြင်ရသူသည်သူထန်ချင်းကန်လာသည်။အဋ္ဌိယတွေကိုမိမဘာနဲ့စွာရှောင်တင်းခဲ့သူပင် အကိုမတွေကတင့်တော်မြည်ဟုယူဆသောမိန်းကလေးတူဦးနှင့်နေရာချရန်ဆွဲဆောင်တင်းသွင်းကြပြန်တော့လေသူကဘိုးခါခဲ့သည်ကြီးသူ့အကြောင်းပြချက်ကကျွန်တော်ကို ဖေးတင်ဆရာတွေလက္ခဏာဆရာတွေအားလုံးကတင်ကြီးတညွတ်တည်းဟောထားတာဗျလူပြိုကြီးစာတာရှင်တဲ့အိမ်တော်ပြုတ်ရင်တော့ဘဝပြတ်မှာပဲတဲ့ အကြမ်းမြင်ဆရာမကြီးဒေါ်မြရတနာတင်ကတော့ကျွန်တော်ကိုသင်ကန်းဝင်းနဲ့မြင်နေတယ်တဲ့ဖြစ်နိုင်ပါတယ်ကျွန်တော်အသက်40ပြည့်ရင်ဘုန်းကြီးဝတ်ဖို့အဆုံးဖြတ်ထားတယ်ဟူ၍ဖြစ်၏ကျွန်တော်ပင်စမရန်သို့ရောက်ရှိချိန်တွင်ဦးညီလေးသည်အရသားဘဝအဖြစ်ကုမ္ပဏီတစ်ခုမှ စေရေးဝန်ထမ်းလုပ်နေခဲ့ပြီကျွန်တော်တို့အိမ်ကိုလည်းအသွားအလာငကိုထက်ပိုစိတ်လာ၏အိမ်သားတစ်ပိုင်းလိုဖြစ်လာ၏ ထိုကာလနေ့ရက်များတွင်ဦးညီလေးကိုကျွန်တော်အနီးကပ်ပို့၍လေးလာဆူဆန်းခွင့်ရလာသည်ဖြင့်ဦးညီလေးသည်ကျွန်တော်ဖေဖေကဲ့သို့ဖះဆောင်ထဲတွင်နိုင်ပေါင်းများစွာကြာသည့်အထိပရိစိတ်လေးရှိသူဖြစ်ကြောင်းကျွန်တော်တွေ့ရှိလာရ၏သူနှင့်ဖေဖေတို့သည်ဖေဖေ၏စာကြည့်ခန်းထဲ၌တကောင်တလွဲအထိတရားဓမ္မများဆွေးနွေးညှင်းကုန်နေတတ်ကြ၏ တခါတရံသူသည်ကျွန်တော်အားမြို့လယ်ရုပ်ရှင်ရုံတရုံတို့ခေါ်ဆောင်သွားပြီးအမေရိကန်ရုပ်ရှင်ကားများများသောအားဖြင့်မြင်းစည်းတနက်ပြည့်ကောင်းကောင်းပိုင်ကားများတကားကားပြသပြီးနောက်အပြန်တွင်ရွှေတကုံစီရီတော်သို့ဝင်သည်စီရီရင်မြင်တနေရာတွင်သူကအချိန်တော်ကြောင်ပရိစိတ်နေစဉ်ကျွန်တော်မှစားစရာတစ်ခုခုစားရင်းပြင်းရည်ငင်းမောနေခဲ့ရပါသည် ။အချိန်တွင်သူကရုပ်ရှင်ကအပြန်ဖျားသူဝင်မည်ဟုဆိုသောအခါကျွန်တော်မလိုက်လို့ကြောင်းရင်းဆန်သည်ဖြင့်သူကမင်းတို့ကြည်လိုက်ရင်ဒိဋ္ဌိလေးဖြစ်လာတော့မှာပဲဟုပြုံးရွှင်စွာဖြင့်ညှိတွန်းခဲ့ပူပါသည်။ကျွန်တော်သည်သူနှင့်အတူရွှေတကုံစီတီတို့နောက်ထပ်မလိုက်ဖြစ်ခဲ့တော့ပါ။သောမကြမီဥညီလေးအလုတ်ထွက်ပြီးရဟန်းပေါင်တို့ဝင်ခဲ့သည်ရဟန်းဓာယိကဓာယိကမတို့မှပေပေနှင့်မေမေတို့ဖြစ်ကြသည် သုံးလခန့်အကြာမှာသူသည်လူဖို့လဲခဲ့ပါသည် သူကိုလဲခဲ့သည်ဟုဆိုတော့လေသူ၏စပင်လဲအခြေပြန်မထားယခင်ကလိုခင်မီဝိဆုံတွေလည်းမဝစ်တော့ကရုံတုံထားပြီးယောဂီရောင်ဝိဆုံကသာဆွဆွေမြေမြေဝစ်သည်စိတ်ပတိတကုံကသူ့လဲတိုင်းမှာဖြစ်စေမိညာအိတ်ကဲထဲမှာဖြစ်စေသူ့လွယ်အိတ်ထဲမှာဖြစ်စေသူ့ခေါင်းနှပေးမှာဖြစ်စေအမြဲလိုလိုရှိနေတတ်ပြီးသူ့ဤမွေးနေတိုင်းသူသည်တက်တက်လို့စားသည်ဟုသိရပါသည်သူချင်းတွင်သူသည်ယခင်ကတဲ့စကားနည်းလာ၏ တို့ပါတို့လေဖေဖေနဲ့ဇုံလင်းမူနိုင်ပေါင်းများစွာကြာအောင်ခေါင်းချင်းဆိုင်၍တရားဓမ္မတွေနီးနှောနေတတ်သည်ဤတို့ပြုမူပုံစံပြောင်းလဲသွားသည့်တိုင်သူသည်ကျွန်တော်အပေါ်၌များစွာပြောင်းလဲခြင်းမပြုပဲသူလာတိုင်းကျွန်တော်အတွက်စားစရာတို့မဟုတ်ကျွန်တော်အကြိုက်လက်ဆောင်ပစ္စည်းတခုမလွဲမသွေပါလာတတ်စမြဲတာတနေ့တွင်သူက မင်းကြည့်လာရင်ဥလိုယောဂီဝင်းနဲ့နေမလားဟင်ဟုကျွန်တော်ကိုမေး၏ကျွန်တော်ကသူဝင်လာတော့ချောကလက်ကိုမြုပ်ရင်းခေါင်းခါပြလိုက်သည် ဒါဖြင့်ဘုံကြီးဝင်မလားဟုသူကကျွန်တော်ခုံးကိုမြင်သာစွာဆုပ်ကင်လေးရဲ့မေးပြန်၏ကျွန်တော်ကအပြင်းထန်ခေါင်းရမ်းပစ်သည်ကျွန်တော်ကဂရုံးကြီးနဲ့ကိုမနေချင်တာဦးကြီးလေးရဲ့ကျွန်တော်ကိုရင်ဝိတုံကစိတ်ညစ်လိုက်တာဗျာကို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 ခေါင်းမရှိတယ်လို့ဟာတာတာကြီးကိုရင်ထွက်တော်လဲသမင်းမြင်းမြင်းရှိအောင်ဖိဖိသမင်းတန်းစည်းတွေခိုးခိုးလူတာတနေ့တော့မေမေမိပြီးကောပါလေရော သူကမျက်ရည်တွေရိုစိမ့်ချလာသည့်အထိဟက်ဟက်ပက်ပက်ရေမောရင်ဒိဋ္ဌိကလေးဟုရေရွတ်လိုက်လေသည်။ဘူညီလေးယောဂီဝင်းနှင့်နေရင်၆လခန့်အကြာမှာသူသည်ခီးဆောင်လေးအကြီးတစ်လုံးနှင့်ကျွန်တော်တို့အိမ်သို့ရောက်လာသည်။ဖျားခမ်းသို့ဝင်း၍ဘူးသုံးချိန်ကြောသည်။ဖေဖေနှင့်မေမေကိုလည်းကြောသည်။ဒိဋ္ဌိလေးဘူးနဲ့ဒိဋ္ဌိလေးဘူးနဲ့လိုက်ခင်မလား။သူရဝေးတနေရာသို့ခီးထွက်တော်မီကိုကျွန်တော်ခံမှန်းထားမိပြီဖြစ်သည်။ ဥညိလေးပဲသွားမလို့လေဟုကျွန်တော်ကတာမန်စိတ်ဝင်စားမှုမျိုးဖြင့်မိခဲ့၏ဥလို့ဇေယသိတိသာသနာပြုအဖွဲ့တဝဲဘက်ကိုခန္ဓာဤခီးထွက်မယ်အဒိတန်စခန်းနေဝင်မယ်ရှီအောင်တကိုကြီးစီဒီပထိုးတွေသာသနိကအဆောက်အုံတွေကိုပြုပြင်မောမှန်မယ်ခရီးအဆအဆုံဥလို့တက်တက်လို့စားကြမယ်လေကဲဒုဒုတာလေးရကုသိုလ်လေးယူရအောင်လိုက်ခဲ့ပါလားကွာသူပြောနေသောစကားများထဲမှာ၄ချိုး၃ချိုးလောက်ကိုကျွန်တော်နားနေသဘောပေါက်ရှင်းမရှိခဲ့ပါဘူး ကျွန်တော်ကနားမလည်ခြင်းနဲ့သူခေါ်ရမလိုက်လို့ခြင်းတို့ကိုပူပေါင်းကခေါင်းခါပြလိုက်ပါသည်ဒိဋ္ဌိကလေးသူကစိတ်ပရိရစ်ပတ်ထားတော့လည်းဖြင့်ကျွန်တော်ဥကောင်းကိုတတ်တာဖွတ်ဖွတ်ပုတ်တက်ရင်ပြုံးလဲလဲရေရွတ်၏ငမောင်လေးတော်လေးတောင်းနေသွားရင်သတိပရိယာရှိပါစေနော်သူရောင်မယ်တွေနဲ့လည်းတွေ့နေအောင်မယ်ဟုမိမိကြည်စေတော့အခါပြုံးနေသောဥညီလေး၏မျက်နှာသည်အေးဆက်အတက်မဲ့သွားသည် ဖေဖေကမိမိကို ဖြတ်ခနဲဆောင်ကြည့်၏ဥညီလေးသည်မားနှင်ပတ်သက်သောပြလုံးမျိုးကို အာယုံမကြသည်လားမနစ်ချိုက်သည်လားယခုထိကျွန်တော်မခွဲခြားနိုင်သေးပါနောက်ဖက်မူကောင်းငင်စီမှာအဝါရောင်ဖြော့ဖြော့တန်းသည့်နေလုံးကိုနူပြပြတိမ်အုပ်တွေပိတ်ဆိုင်ထားသောတညက်နေ၌ဖေဖေသည်သူတာဝန်ထမ်းဆောင်ရာရုံးခန်း၌ရုတ်တရက်မူးမေ့လဲကျသွားခဲ့၏သူကိုအထူးကုဆေးရုံညစ်တယုံတို့အစောတလင်တင်ဖို့ခေါ်ကြ၏သူတို့ဖေဖေကိုဖြာတိတရားကအနံယူဆုံးမှုခဲ့ပေပြီ။သူ၏ညာဘက်ကိုခန္ဓာကတချမ်းလေးဖြတ်သွားခြင်းဖြစ်ပါသည်။ ဆေးရုံ၌တလနီးပါးကြာသည့်အထိဖိဖိယောဂါမှာယောပါတက်တာလာခြင်းရှိသည်သာမက အခြေအနေပုံမှန်ဆိုးရွားလာသည့်ဖြင့်မိသားစု၏ဆန္ဒအရာဖိဖိကိုဆေးရုံမှအိမ်သို့ပြန်လည်ခေါ်ဆောင်လာခဲ့ကြ၏ အိမ်ပြန်ရောက်တော့နာမည်ထင်ရှားသောဒိုင်းစီပညာရှင်သမားတော်များကိုပင့်ဆောင်ကတအူးနှင့်မသက်သာလျင်နောက်တအူးနောက်တအူးနှင့်မထူးလျင်အခြားတအူးစသဖြင့်မရေတွက်နိုင်သောသမားတော်များကိုကုစေသည့်အတိုင်းဖေဖေသည်ဆေးရုံဘောကအခြေအနေမှာပဲဆင်းရဲဒုက္ခကြီးမားစွာတန့်ရက်နေခဲ့၏ဖေဖေသည်မထူးပေးပါမထူးပေးပါပဲမထနိုင် ထိုင်မှာတော့လေအမိအဖေးရှိပါမှာ ပြန်လဲလို့တော့အကူထင်းရှိပါမှာစားလို့တော့ခွင့်ကြေးပါမှာအခင်းကြီးခင်းငယ်သွားလို့လျင်မိမိရှိမှာ specialness ငါထားတော့လေဒီရေးကိစ္စတွင် ဖြည်းဖြည်းကမိမိမအတပါအခြားသူကိုခွင့်မပြုပါ အလက်ဇန္ဒားအေဂရီကြီးတေဂန်နီပြောတယ်လို့ငါဟာအကျော်မော်စီးစရာအများကြီးရဲ့အလဲမှာနတ်ရွာဆန်ရတော့မှာပါလားဆိုတဲ့စကားအတိုင်းငါလည်းပြောရတော့မလားဟုဖီဖီကအာလီရှာလီမပီမတညင်ညူခဲ့သည့်အချိန်၌ကျွန်တော်ယင်ထဲမှာစို့ချက်တင်းတောင်းသွားခဲ့ရပါသည်ဘူညီလေသာသနာပြုခီးထွက်သွားပြီးတလခန့်အကြာမှာဖီဖီလေးဖြတ်ခံခဲ့ရခြင်းဖြစ်သည် ခုလိုချိန်မှာငါပြေးနာမေညီလေးတယောက်ရှိရင်ဘယ်လောက်ကောင်းမလဲဟုဖေဖေဒီမတဲမကွယ်လေးတွေ့သည့်တိုက်လိုက်တဲတဲဆွေးမြေးသည့်အတန်ကြီးဖြင့်ညီးတွားတန်းတနေတတ်သည်စင်စေးဦးညီလေးသည်ဖေဖေရောက်ပါလေဖြင့်ညီရင်းချလိုချစ်ခင်ရသူလည်းဖြင့်အယူဝါဒတူညီတော့ရဲဘော်ရဲဘက်မိတ်ဆွေရင်းလည်းဖြစ်သည်ဟုပြောနိုင်ပါလိမ့်မည် ။တနည်းဆိုရရင်ဦးညီလေးဒီကျွန်တော်တို့ရဲ့တရားဝင်မိသားစုဝင် မဟုတ်တော့လေ။မိသားစုဝင်တူတတ်မှတ်နိုင်တော့ချစ်ခင်တွေ့တာစရာတွေ့ရင်သားချင်းတူပဲဖြစ်သည့်ဒီလိုနဲ့ပေပေလေးဖြတ်ပြီးတနေ့ခန့်အကြာမှာဦးညီလေးဒီသူ့ဤခီးချောင်းပြီးဆုံး၍ကျွန်တော်တို့ထံပြန်လည်ရောက်ရှိလာလေသည်။ ။ကူညီလေးဤငကိုဖြူဝင်းဆိုပြေသောအသားရည်သည်ညိုယောင်တန်းလေးရဲ့တွေ့ချောင်းနေ၏။နေထင်းနေမြကွေးနှင့်ပါဆောင်သည်ပြည်တင်းကြီးမရှိတော့ပဲခြိုက်ခွက်နေကြ၏။ချစ်လေးတောင်တင်းသောကိုခန္ဓာသည်အယိုးပေါ်အေးတင်လူလူပိန်ချောက်ပြော့နှဲ့နေ၏။အလင်းရောင်နှင့်တွေ့ထီတော့ကြောင်ကြောက်အစုံနှင့်ဝင်းတောက်ခဲ့သောမျလုံးအစုံမှာယခုအခါမိုင်းမုံပျော့ဝါနေခဲ့ပြီ။တနင်္သာရီဘက်ကအပြင်မွန်ပြည်နယ်ထဲမှာလဲပြီးနေချင်းပြည်ဒိတ်ထန်စီတွေတီးခဲကြတယ်မမကြီးရဲ့ အဲ့ဒီဒိဋ္ဌံစီသူ96စုအပြီးမှာမော်လမြိုင်ကနေတန်လွင်မြစ်ကြောင်တိုင်းကင်းပြည်နယ်တဲကိုဆန်တက်ခဲ့ကြပြီးတောထဲတောင်ထဲမှာမြုပ်ကွယ်နေတဲ့ဖျားစီတွေပြုပြင်ဖို့လိုအပ်တဲ့စီတီပထိုးတွေဖျားပထိုးတွေကျောင်းစရက်တွေကိုပြုပြင်တိဆောက်ဖို့ခီးစက်ခဲ့ကြပြန်ရောအဲ့လိုနဲ့ဖာပုံဘက်မှာကျွန်တော်ငပြားမိတော့တာပဲရရဆင်းမိတို့တွေနဲ့ကူရင်အားခဲ့ပြီးအတိတ်ထံမပြတ်အောင်သာသနာပြုလုပ်ငန်းတွေမှာနိုင်တဲ့ဝန်ကိုဝန်ထမ်းခဲ့ရတာပေါ့ဗျာ ်နောက်ဆုံးတော့အားပြက်ပြီးတန်အဆေးရုံကိုတင်ရတဲ့အထိဖြစ်ပါတယ်ယောဂတက်တာလို့ဆေးရုံကဆင်းတာနဲ့ကျွန်တော်တို့အခွဲရှိတဲ့ကမာမောင်းရွာဘက်ကိုလိုက်သွားတယ်မပြီးပြတ်သေးတဲ့နေချင်းပြီးအတိတ်ထံတဲပုံစီဒီကိုစုတီးတဲ့သာသနာပြုလုပ်ငန်းမှာဝင်ပါတယ်အေးခရီးစဉ်လုပ်ငန်းစဉ်ပြီးပြီးချင်းစာမေးပါမေးနဲ့အဆက်ဖြတ်ထားလို့စိတ်ပူကောင်းပူနေမဲ့မမကြီးတို့စီအပြေးပြန်လာတာခုတော့သာသနာပြုလုပ်ငန်းအပြီးမှာတူနာပြုလုပ်ငန်းနဲ့ကုသိုလ်ယူရသေးတာပေါ့မမကြီးရဲ့သူပြန်ရောက်ရောက်ချင်း ကျွန်တော်တို့၏အခြေအနေကိုသိနာလေခွင့်ရကစေတနာတရာထက်တန်သောစိတ်ဓာတ်ဖြင့်ဦးညီလေးပြောလာခြင်းဖြစ်၏မေမာသည်ယခုခါဦးညီလေး၏အကူအညီလိုအပ်နေပါသည်မိဂုံကြီးချမခံနိုင်တော့သဖြင့်ဖိဖိအတွက် special ness မငားနိုင်တော့ပါမိမိမှာဖေဖေကိုမိမအိညာမအိပြုစုစောင့်ရှောက်တည်တာဝန်ကြောင့်အားနေဖြူဖြော့ကဘုံဘုံလေးကြမတက်ဖြစ်နေပါပြီအထူးသဖြင့်ညာဘက်ဆိုရင်ကောင်းစွာမအိပဲအိရာလေးတွင်အပေါအလေးတွေစွန့်ပစ်တဲ့ အစားအစာတောင်းတဲ့ရေတောင်းတဲ့တို့ဖိဖိအတွက်မိမိအပြင်အိပ်ဖန်ဆောင်လိုအပ်သည်ကအမှန်ပါကြံမိသားစုဝင်များမှလည်းဖိဖိပေါ်မေတ္တာစေရနာမပြတ်တည်တိုင်းပင်မန်းတိတန်းကြောင့်အင်တိုက်အားတိုက်အနည်းငယ်မပြူစုနိုင်ကြတော့ပါညီလေးရောက်လာတာဟာအထက်စတုမဟာရီနတ်ဘုံကနမင်းကြီးတွေကြွချီလာကြပြီးငါ့ကိုလာ ဆောင်းချောက်တယ်လို့သာငါယူဆကြတော့တယ်ဟိ ယောဂအခြေအနေရောကြာပြီးအုံနောက်အာယုံကြောတွေပုံမှန်ဒီပါလို့လုံးနေသည့်အချိန်တစ်ချိန်တွင် ဖေဖေကတချီတီအပြုံမရှိမဆန့်အာယု၍ကြေကွဲဝယ်ဖွင့်ဟသည့်အခါဘူးညီလေးသည် အသက်ပြင်းပြင်းရှူလျက်မျက်ရည်မကျအောင်စိတ်ကိုတင်းထားသည့်အလားမျက်တောင်တစ်ဖြက်ဖြက်ခတ်နေခဲ့၏မေတ္တာတည်းဆိုတာဖရာအရှင်မြတ်ရဲ့မဟာဩဒရာစီကြီးပဲဆိုတာအကိုကြီးယုံနေမဟုတ်လား မပူပါနဲ့အကိုကြီးအကိုကြီးနားကနေတပွားမှမခွာပဲညီလေးမြစ်တာတက်စီတော်ကြီးနဲ့ကုတုကုတပြုစုပေးပါမယ်ဗျာလင်ငန်းယောဂတဲ့ပြီးပြီဖေဖေဒီစေမထေးနိုင်တော့ပဲဟစ်စတရီယာဟစ်စတရီယာဆန်ဆန်မိုးလွေရေလွေဖြစ်နေသည် ဦးညီလေးဤအာဘိစကားကိုကြားလျင်ဝမ်းသာ၍လားဝမ်းနေ၍လားမဆိုနိုင်ပြည့်ကြလာသည်ဖြင့်အနီးမှရှိသောမိမိကတပည့်စဖြင့်မြည်ရီတုပ်ပေးလိုက်ကျွန်တော်ကမူဦးညီလေးသည်ကျွန်တော်တို့အိမ်၌လျက်စင်မီပြည့်နေစဉ်သူညီလင်းထိုင်စေသောဘက်ထရီမီးကြောင်းနှင့်တူသည်ဟုတွေးနေမိခဲ့၏အဲ့ဒီဘက်ထရီအာမကုန်စေနှင့်ဟုလည်းချိန်ပြီဆူတောင်းမိ၏တို့ပြင်ဦးညီလေးသည်ကျွန်တော်တင်ယူနာကြားခဲ့မှုသောသမိုင်းဖက်စာများ၏မှသူရဲကောင်း ်လူစွမ်းကောင်းနေထွေဘုံဘုံမြင့်မြတ်ဖြူစင်သည့်လူသားကြီးတူအမှန်ကန်ဖြစ်သည်ဟုကျွန်တော်တထစ်ချယုံမှန်းလိုက်မိသည်တို့တို့ယုံမှန်းမိခြင်းတွင်ဖေဖေကိုချစ်ခင်ယိုကျိုးသည့်စိတ်အာရုံမျိုးသည်ကျွန်တော်အသေးနှလုံးစီမှဦးညီလေးထံသို့ဆန္ဒစောပူကတ်တုံရင်လျက်ညှိုက်ိုင်းသွားသည်ဟုကျွန်တော်ခံစားမိပြန်ပါသည် ဖေဖေဒီကျမ်းမာရေးကောင်းစဉ်ကအိမ်ပေါ်တဲ့ဖះเจ้าဆောင်ပေးမှာအခန်းတစ်ခန်းတွင်အိတ်ခဲ၏ယခုလေးဖြတ်ပြီးကလေးကသူ၏ချေးကလူတေးကလူကိစ္စများအတွေ့တန်ရှင်းရလွယ်ကူအောင် အောက်ထက်ရှိထမင်းစားကန်းနှင့်ကဲ့ရဲ့အခန်းလွတ်တစ်ခန်းမှာဖေဖေကိုနေရာချထားခဲ့၏ထိုခန်းသည် လေးဝင်းလေးထွက်လဲကောင်းပြီးနေအောင်ကြီးလုံလောက်စွာလဲရပါသည်ဦးညီလေးရောက်လာပြီးမကြာမီဖေဖေအခန်းထဲ၌ ဇပွဲတလုံးခင်းပြီးဇပွဲပေါ်၌ဘုရားကျောင်းဆောင်တစ်ခုနှင့်ဘုရားပန်အိုးများစင်မီတိုင်းထွန်းရန်တန်စင်ကလေးတစ်ခုအမွေးတိုင်းထွန်းရန်မြေခွက်ကလေးသုံးခုတောက်တော်ရေဖန်ခွက်များနှင့်သာသနာပွဲဟုဆိုသောငပြောပွဲစလုံးကြီးတစ်လုံးတို့ကိုဦးညီလေးကိုယ်တိုင်စီစဉ်ပေးသည်အစီအစဉ်ကိုဖေဖေကလည်းအတိုင်းမသိပီတိဖြစ်ဟန်ရှိ၏ ်နည်းနည်း6နာရီတဝိုင်းနှင့်ညနေဆောင်6နာရီတဝိုင်းဝယ်ဦးညီလေးသည်ပန်းရည်ချမ်းစင်ပြီးတော့ကတ်လူ၍ကျဲလောင်သောအတန်ဖြင့်ရှီလျားကြံ့ကြစွာဝိပုပူဇော်တတ်ပါသည်ည9နာရီတဝိုင်းတွင်ဦးညီလေးသည်တခန်းလုံးကိုအမွေးတိုင်ဝင်းများဘုံလန်းသွားသည့်အထိအမွေးနှမ်းသာယနေ့တက်ပူဇော်ရင်းပဇက်မှမနာရင်ရွတ်ဖက်တည်းစေနေတတ်၏အနီကင်းကလာမနေ့ပေါင်းစုံကိုရွတ်ဆိုခြင်းဖြစ်သည်ဟုမိမိကပြောပြမှကျွန်တော်သည်ကျွန်တော်ဘာမှနားမလဲသည့်အတန်များကိုဦးညီလေးရွတ် ိုရသည့်ဥဒီချက်ကို နားလေခြင်းအောင်ဆောင်လိုက်ရပါသည်တခါတရံ၌ဦးညီလေးသည် နေလေခင်း၌လေပြဖြစ်အခမ်းနေ၌အောင်းဟူသောအတန်မကြာခဏပါဝင်သည့်မန္တရားတွေကိုအိတ်ချီလန်းပေါ်မှကြားရလောက်သော အတန်ဖြင့်ချုပ်ဖက်နေလေရှိ၏မိတို့ဖြစ်စေပြဖြစ်ယောဂအတက်ကြနှုံးမှာမူလကအတိုင်းအပြောင်းလဲမရှိပဲငုံရှိုးငြိမ်ဝန်းလျက်သာရှိနေခဲ့ပါသည်ပြဖြစ်ကိုနောက်ဆုံးကုသပေးနေခဲ့သောတမားတော်ကမူပြဖြစ်ကိုအားပေးစကားပြောမြေပြော ကျွန်တော်တို့လည်းမျိုးလင့်ချက်ပေးမြေတိုင်းပေးနေစေဖြစ်သည်လင်ငန်းယောဂလည်းဖေဖေကို တုံးလုံးပက်လက်ဖြစ်အောင်လဲချရုံဖြင့်ကျွန်တော်တို့ပပလီကာကားလေးကိုပါ ကားပွဲစားတန်းတို့ပို့ခဲ့ပြီးဖြစ်သည်မမေနာအစုံတွင်လည်းစင်တကအစာကြောက်နေတကကလေးသာတွေးနေရသည်မှာကြာခဲ့ပြီတက်တူတို့နေချောင်းသူအဖြစ်တယောက်ပညာသင်ယူရန် အာတိတပြင်ပြခဲ့သည့်ကျွန်တော်အမကျွန်တော် အထက်တယောက်ချားသည်ဝင်ငွေရအောင်မီနီမားကတ်တစ်ခုမှအလုပ်ဝင်လှုပ်ပြီးအဝေးတင် တက်ကတော့နှင့်သာဖြည့်သိမ့်နေလာရရှာသည်ဤသို့တောကအမောင်အမိုက်မောင်တို့ကြီးကကျွန်တော်တို့အိမ်ခေါင်မိုးထက်သို့ဖိချလာပြီးအိမ်ထဲမှာမောင်ကြီးရှက်တန်းနေချိန်တွင်ဦးညီလေးသည်ကျွန်တော်တို့အားတက်လန်းဆန်းစီကျွန်တော်တို့နှလုံးမသားမယားမှုတွေကိုကင်းလွင့်စီကျွန်တော်တို့၏အမောပန်းတွေကိုပြေပြောက်စေသည့်တကူးရှင်တူသာဖြစ်ပါလိမ့်မည် ်ဦးညီလေးဒီတညာလုံးလိုလိုအိတ်ဆက်ရှင်မပြူဟုထင်ရပါသည် သူသည်ဖိဖိကရင်ဘေးမှဒရင်ဘတ်တစ်လုံးရှထားပြီးထိုဒရင်ဘတ်ပေါ်တွင်ထိုင်သည့်အခါထိုင်လဲလျောင်းသည့်အခါလဲလျောင်းအညောင်းပြေလန်းထလျှောက်သည့်အခါလျှောက်တခါတည်းံဖိဖိကရင်ပေါ်မှဝင်ထိုင်လျက်လေဒီဆရာတော်ဖျားကြီးဤဒီပဏီချမ်းများကိုဖိဖိကြားလောက်အောင်အတန်ထွက်၍ဖက်ပြသည့်အခါဖက်ပြအနှင့်သာညကိုကုံလွန်စေသည်ဟုဆိုကြ၏သူဤတိကတာဝန်မှာဖိဖိအိယာတဲ့တွင်အခင်းကြီးအခင်းငယ်အလိုလျောက်စွန့်ပစ်ခြင်းမဖြစ်စေရန်ဖိဖိကို7မိနစ်တကြိမ်လောက်စမ်းသက်လည်လာနေရခြင်းဖြစ်သည် 皮皮哥，妹妹送皮皮的。 ဖေဖေကအမှတ်မဲ့စွန့်ပစ်ပြီးသားဖြစ်နေလျင်ဦးညီလေးကအဲ့ရခင်းနဲ့ဖေဖေလုံးကြီးကိုချက်ချင်းလဲလဲပေးရ၏စီးဖြစ်စေမစင်ဖြစ်စေစွန့်လို့မစွန့်လို့ဖေဖေကိုမကြာခဏမေးရသေး၏ဖေဖေကခေါင်းနှင်းပြလျင်အညစ်အကြေးတို့ကိုအသင့်ပြင်း၍ဖေဖေကိုထိမ့်မကအိမ်သာသူတဲမသွားပြီးချက်ချင်းတန့်စင်စီးကြောရပြန်သည်ဖေဖေသည်ဆင်းပြင်းများတောင့်နေရသဖြင့်မကြာခဏရင်ငတ်သည်ရင်ငတ်တော့လေရင်မြများများဆဆမတောက်မြိုနိုင်တစ်ချိန်တောက်လျင်ရင်နှွေးချမ်းပကံတလုံးစား များတာတို့များသောရေကိုပင်ပကံမတဆင့်မျိုးမချနိုင်ဖိဖိကိုလက်ဖက်ရည်တစုံဖြင့်စိတ်ရှိလက်ရှိတိုက်ရပါသည်ဦးညီလေးသည်ဖိဖိအားတညလျင်အ ਨੇ စုံရေငါးချိန်တိုက်ရသည်ဟုဆို၏ညဆယ်နာရီခန့်မှာဟောလစ်ဖြောတိုက်ရသည့်တာဝန်တရက်နှင့်နည်းနည်းလေးနာရီခန့်မှာအစားအစာတစ်ခုခုကျွေးမွေးရသည့်တာဝန်ကိုထည့်သွင်းလိုက်ပါမူဦးညီလေးအိတ်ဆက်ရန်မဆိုထားပြီးအိတ်ငက်ရန်ပင်အချိန်မရတော့ပါဦးညီလေးသည်ညတာဝန် ိတ်ဖန်ဆောင်များနှင့်မရောက်ရဲနိုင်သည်တရချာနှစ်ရချာမိမိကိုယ်သာဈေးဝယ်ထွက်သေး၏သူများနှင့်သူမတင်းတိမ်နိုင်ပြန်သူကအားလျင်အားသလို ပြီးဖို့ချောင်းတွင်မအေးဖို့ကို အကူအညီပေးနေတတ်ပြန်သည် မအေးဘူးဘယ်သူလဲမအေးဘူးဒီကျွန်တော်တို့ဤအိမ်ဖို့ဖြစ်သည်ခင်ရသုံးကလည်းပဲမှပြပမဲ့တော်သူရိုးဖြောင့်အလုံးမခိုးလက်ကြောတင်းတင်းလုံးစာမတက်တိတိုင်းအပြောဆိုနေတိုင်းပြပြားတိမ်မွေအတန့်ပြန့်အလွန်ကြိုက်ဟင်းချက်လက်ရအလွန်ကောင်းသည်ဖြင့်ကျွန်တော်တို့အိမ်၌မြဲနေသည်မှာ6နှစ်ကျော်ခဲ့ပြီမြေယုံမြမကမိသားစုဝင်တို့လိုကျွန်တော်တို့အားလုံးကတန်ရုံးစင်တွေ့နေမိကြ၏ဖေဖေနဲ့မေမေကတရားဝင်ကတ္တိမ ်ကိတိမသမီးအဖြစ်ပင်မွေးစားရန်ကြိတ်ကူးရှိနေခဲ့ကြသည်ထိုမအေးဘူးသည်ဥညီလေးကဲ့သို့ပင်ယောဂသည်ဖေဖေနှင့်သွေးတဆက်များမဆက်ပါပင်လျက်ဖေဖေညှဉ်းချင်းမှန်သည်များကိုတစ်ချက်ကလေးမငြင်းညူပဲနေဆတူဝရှင်းလင်းတုတ်တင်ပေးနေကြသည်ဖေဖေဒီနေ့စဉ်လုံးကြီးဆယ်တယ်လောက်အိယခင်ငါးခင်လောက်ကိုမြစ်ပေစီတီဖြစ်ရာဂျင်းတို့ကမအေးဘူးကတန်ရှင်းဖြူစင်အောင်ဒိုင်ခန်း၍ချော့ဖို့နေလန်းမိဟုတိုက်ပေး၏ တရေမထိန်နိုင်သောဖေဖေဤကောင်းကောင်းစွန်များမှလည်းအမဲလူလူတရေတွေစွန့်ကွက်နေကြရသည်ဖြင့်မအေးပူကတနေ့လျင်ကောင်းစွန်၅ခုလောက်လဲလေလျှော့ဖို့တန့်စင်ပေးသည်ဤသို့သောမအေးပူခမယူပါယုံကံအကျိုးပေးမလှခေရှာအသားရေကအညိုရင်ရင်အရက်ကငါးပြီမပြည့်ပူပြက်ပြက်ခြေစစ်လက်စစ်တွေကအယုံဆိုးဆိုးပြူဟန်ရှိသောမျိုးလုံးနှလုံးမှာညာဘက်လုံးကဆွေတီတီနှကန်းထူး၍ ရှေ့ပေါ်သွားတွေကတထက်တွေတတက်တွေနဲ့ဖြူစင်ရူဖြောင်းနေမိန်ကလေးတယောက်အားဤသို့သောပုံမှန်တရံမျိုးဖန်ဆင်းခဲ့တော့ဖန်ဆင်းရှင်ရှိခဲ့လျင်၎င်းသည်ယူသွနေသူသားလျင်ဖြစ်ပါလိမ့်မည်မအေးဘူးအသက်က20နှစ်23ခန့်ရှိပါပြီခုလိုချိန်မျိုးမှာမအေးဘူးပူညီလေးတို့သာရှိမနေရင်မမေတို့လေမဖြတ်ဘဲနဲ့မင်းတို့ဖေဖေဘေးမှာလဲကြသွားမှာပဲလို့မမေဒီနေ့ထမင်းဝိုင်းမှာမချီပြုံးကလေးဖြင့်ပြောခဲ့လေသည် မိမိအမှန်တကယ်ပဲလေးချသွားခဲ့ရသောမနက်ခင်းတို့ရောက်လာခဲ့ပါပြီ။ထုံးစံတိုင်းဆိုရင်မိမိနဲ့မအေးဘူးဒီနန်းနဲ့9နာရီတဝိုက်တွင်ပြိုင်းတူလိုလိုအိယာမထားလီရှိကြသည်။ရသောအဖြစ်မအေးဘူးကမိမိထဲစောပြီးနိုးတတ်သည်မိမိကစောပြီးနိုးလျင်အပေါ်တက်မှဆင်းလာပြီးအောက်ထက်မိဘကနှင့်ကဲ့ရဲ့အခန်းထဲမှာအိတ်တော်မအေးဘူးကိုနိုးလျရှိသည်မအေးဘူးသည်အခန်းတကားကိုစိတ်ယုံသာစိတ်ထားလျရှိ၏ ်ဒီနေ့နဲ့နဲ့9နာရီဆယ်မိနစ်တည်းမှမိမိအိမ်ယာမှနိုးလာသည်မအေးဘူးနိုးနေနေခဲ့ပြီဟုမမေထင်ခဲ့၏မအေးဘူးမနိုးသေးပါမအေးဘူးခန်းတကားကိုမမေကအသာတွန်းလိုက်၏စိတ်ထားနေကြတကားသည် ခွင့်ပြမရပါအတွင်းမှချက်ထိုးထားပုံရသည်9နာရီမထိုးခင်အိယာကနိုးထက်မြဲတကားကိုစိတ်ထားတတ်မြဲမအိပ်ဘူးဒီနေ့အကြမှာဘယ်လိုစိတ်ကူးနေတကားကိုချက်ထိုးပိတ်ပြီးအိပ်ကြီးရတယ်လေဟုမေမေစိတ်စနှောင့်စနေခံစားလိုက်ရ၏တကားကိုဖောက်ဖောက်ပုတ်၍မေမေကမအိပ်ဘူးကိုခေါ်နှိုးနိုးသည် တစ်ချိန်နှင့်လည်းတုံ့ပြန်မှုမရနှစ်ချိန်နှင့်လည်းထူးသည်မကြရစိတ်စနိုးစနောက်ဖြစ်ရမှတဆင်မေမေပူပန်ကြောင်းကြဖြစ်လာ၏မအေးပူနေထိုင်မကောင်းဖြစ်၍အိမ်မောကြနေခြင်းများလားဘာလားညာလားတို့နေနောက်5မိနစ်ခန့်ကြာတွင် ကျွန်တော်၏ကိုအကြီးဆုံး၏လက်ထဲမှတန်တယွန်းကြီးကမအေးပူ၏အခန်းမှတကယ်၍ကြီးများကိုပတ်တာချက်များမှပုံပြက်ပန်းပြက်ပြုတ်ထွက်သွားစေခဲ့တော်သည် အခန်းထဲတွင်လည်းထုတ်တဲမှတွဲလောင်းကြနေသောပလတ်စတစ်ကြိုးစီမှမအေးဘူးတယောက်ပုံပြက်ပန်းပြက်ဖြစ်နေခဲ့၏မမေဒီအမလီဖရာအနေစာဟုရေရွရင်မှအကိုကြီး၏လက်ထဲတွင် အဝိစ္စဒဇပမာပျော့ခွေလဲကျသွားပါသည် ယခုဦးညီလေးရှိမနေပါလွန်ခဲ့သောဆေးရခန့်ကပင်ပဲခူးဒေးစွန်ပါတောင်ကျောဘက်တွင်အထက်ပုဂ္ဂိုလ်တို့၏အိမ်မက်ပြညွန်ကြားချက်အရ29ရက်အတိတ်တန်ခီးစဉ်တွားရောက်ကြင်ကြံအားထုတ်ရမည်အကြောင်းဖေဖေတို့ဟာခွင့်ပန်း၍ခီးဆောင်အေကြီးလွယ်ကမမိထံမှငွေတထောင်ယူ၍ထွက်ခွာသွားခဲ့လေပြီဆေယုံရင်ခွဲခန်းတွင်တက်ဆိုင်ရဆရာဝန်ကမအေးဖို့လောင်းကိုခွဲစိတ်စစ်ဆေးကြည့်တော့ကသူဤဝမ်းပိုက်ထဲ၌လ ీల ခန့်အရွယ်တရီသားကိုတွေ့ရှိခဲ့ရသည်ဟုဆိုကြပါသည် ကျွန်တော်ဒီဆုံးချိန်အထိကျွန်တော်စိတ်နှလုံးမှာလေးဝဲစွာတင်းစီထားလို့တော့အတွေ့အကြုံကလေးတစ်ရက်ရှိပါသည်။ဦးညီလေးအိမ်ကထွက်မသွားမီဆေးရခန့်ကဖြစ်သည်။နည်းနည်း၃နာရီခန့်တွင် ကျွန်တော်ဒီဝမ်းသွားလို့တဲ့ဖြင့်အိမ်ယာမထားခဲ့သည်။မိပြက်နေတဲ့ဖြင့်အိမ်ပေါ်ထက်တစ်ခုလုံးပကတိမောင်မဲနေ၏။ကျွန်တော်ဒီစံတဝါဝါဖြင့်အောက်ထက်သို့ဆင်းရင်သည့်လေကားထိပ်စီသို့တင်းရွေးရွေးလမ်းခဲ့သည်။ ်လေကားထိတ်မှာအောက်ထက်သို့လမ်းကြည့်ရာဖိဖိအခန်းထဲမှာအန်ထွက်ဖြူလက်နေသောဖျောင်းနိုင်မီးရောင်ဝါကျင်ကျင်ကိုလမ်းမြင်လိုက်ရသည်လေကားတစ်ဘက်သို့ရောက်သည့်အထိခြေတံကြောင့်ဖိဖိအနှောက်ယှက်မဖြစ်ရလေအောင် ကျွန်တော်သည် ရှေဖို့နေ၍ဆင်းလာခဲ့ပါသည်လေကားတစ်ဘက်ရောက်မှ အတန်တန်ကကျွန်တော်ခြေတော်များကိုတုံဆွဲဟန်တာထားလိုက်သည် မအေးဘူးရခန်းတကားအဖွင့်ပိတ်လို့၍တန်ကြီးဆွဲနေသောပတ်တာများစီမှကြီးကြီးကြကြမြည်တမ်းဖြစ်သည်အလင်းရောင်ဖြော့ဖြော့ထိုးပြားနေသောမအေးဘူးရခန်းဘက်သို့ကျွန်တော်အလိုလျောက်ကြည်လျက်မိသားဖြစ်သွား၏ဘုန်းကြီးလေးသည်မအေးဘူးရခန်းထဲမှလေးတွေသောခြေလမ်းများဖြင့်တရင်တရင်လမ်းထွက်လာသည်ကိုကျွန်တော်မသိမကွဲလမ်းမြင်ခဲ့ရပါသည် သူသည်ကျိုးဆွဲမကျွမ်းကျင်သေးသည့်ရုပ်သေးကျိုးဆွဲတဦးဤလက်အောက်မှရုပ်သေးရုပ်တရုပ်ဤအချိုးမကျသောပုံဟန်မျိုးဖြင့်တရုပ်ဆွဲလန်းကတပြည့်ခန်းထဲသို့ဝင်သွားခဲ့ပါသည်သူ့ကိုကျွန်တော်တွေ့မြင်ခဲ့တော်လေသူကကျွန်တော်ကိုလုံးဝသတိပြုမိခဲ့ဟန်မရှိပါရက်နေစဲမောင်ရည်ထဲတွင်မိနစ်တော်တော်များများကြာသည့်အထိကျွန်တော်မလုံမရှက်ရက်နေမိခဲ့၏ထိုနေ့ကကျွန်တော်ဝမ်းမသွားဖြစ်ခဲ့တော့ပါ ီကနေ့ဖက်ပြခဲ့တဲ့ဝတ္ထုတို့လေးကိုချိန်ပေးပြီးနာတော်တာချိန်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာချင်းသူညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဥစ္စာချင်းများနဲ့တလုံးတဝပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လင်းမှစုမုံကောင်းတောင်းရင်နောက်ထပ်ဝတ္ထုတို့များမှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ